ယူကရိန်းရဲ့နယ်မြေတွေထိုးအပ်ပြီးရုရှားကိုကျဉ်လက်နှစ်သိမ့်စင်မှုတစ်ခုထရန့်ကပေးနေတယ်လို့အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်ကဆွဆွဲလိုက်ပါတယ်။ရုရှားကိုနယ်မြေအစိပ်ပိုင်းတွေထိုးအပ်ဖို့ယူကရိန်းကိုလက်ရှိသမ္မတထရန့်ဖိအားပေးနေတာဟာမော်စကိုဘော်ဒီဂနိခ်ကျဉ်လက်နှစ်သိမ့်စင်မှုပုံစံတစ်ခုအရာဘယ်တော့မှတင်းတင်းရောင်ရဲစေလိမ့်မှာမဟုတ်ဘူးလို့အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်ကပြောကြားခဲ့ကြောင်းရိုက်တာသတင်းမှဖော်ပြပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့အဆိုအရရုရှားဟာဘယ်တော့မှဒါနဲ့ပတ်သက်ပြီးကျင့်နေတင်နေမှာမဟုတ်ကြောင်းသမားပူတင်ဟာထစ်တလဲလဲသူ့လိုချင်တာမရတဲ့အထိတောင်းဆိုနေအောင်မှာပဲဆိုပြီးပြောနေပါလေရုရှားသမ္မတပူတင်ဟာယူကရိန်းအနေနဲ့မိခင်ရုရှားပြည်ရဲ့အစိပ်ပိုင်းဖြစ်တယ်လို့ယုံကြည်ထားပြီးသူ့နယ်မြေချဲ့ထွင်မှုဟာတလောင်းနဲ့ရပ်တန့်သွားလိမ့်မယ်လို့တွက်ဆမိတာဟာမိုက်မဲရကြတယ်လို့ဘိုင်နန်ကပြောခဲ့တာဖြစ်ပါလေဒေါ်လန်ထရန့်အနေနဲ့ဘယ်လိုတွက်လဲတော့မသိပါဘူး ျွန်တော်အမြင်ကတော့ပူတင်ဟာယူကရိန်းကိုအလုံးစုံ သိမ်းပိုက်ပါလိမ့်မယ်ဆိုပြီးတော့ဂျိုးဘိုင်ဒန်ကဆိုပါလိမ့်။သူမပိုင်တဲ့နေမီတွေကိုသိမ်းဖို့အာနာရှင်လူမိုက်ကိုခွင့်ပြုလိုက်ပြီးကျင့်နေစင်မယ်လို့တွေးတဲ့လူကိုကျွန်တော်နားမလည်နိုင်ဘူးလို့ဂျိုးဘိုင်ဒန်ကဆိုပါလိမ့်။ကျွန်တော်တကယ်ပဲဒီတွေးကို နားလည်လို့မရတာပါ။ဒီတွေးနဲ့နိုင်ငံကိုဘလို့အုပ်ချုပ်နေတာလဲဆိုပြီးဂျိုးဘိုင်ဒန်ကဆက်ပြောပါလိမ့်။ဥရောပမြေပေါ်မှာအမေရိကန်ရည်တည်ချက်တေချာစေဖို့နဲ့ ်အမေရိကန်ရဲ့ဥဆောင်မှုပေါ်ဥရောပကအယုံကြည်ကင်းမဲ့တော်မှာစိုးရိမ်မိတယ်လို့ဂျိုးမန်နေကလေးပေးပြောပါလိမ့်လက်ရှိအမေရိကန်ရဲ့ဥရောပကနေတဖြည်းဖြည်းနဲ့စုတ်ခွာနေတာဟာလုံးဝမှားယွင်းတဲ့ယူဆပဲလို့ဂျိုးမန်နေကဆိုပါလိမ့်တကယ်လို့သူသာဆက်ရှိမယ်ဆိုရင်တော့အဲ့ဒီလိုဖြစ်မှာကိုလုံးဝလက်ခံမှာမဟုတ်ဘူးလို့ပြောပါလိမ့်ဥရောပခေါင်းဆောင်တွေကအခုဘာဆိုင်လုပ်ရမလဲတွေးပူနေတယ်ဥရောပကိုခုဘယ်သူဥဆောင်မလဲတွေးပူနေရတယ်အမေရိကန်ကိုအောက်ကိုလို့ရမလား ်အမေရိကန်ရဲ့ဥဆောင်မှုနေရာရောသူတို့ယူရမလားကျွန်တော်မျိုးမျိုးတွေးပုံနေကြတယ်အမေရိကန်ဟာကိုယ့်ရဲ့မဟာမိတ်အရင်းအနှီးဆုံးမဟာမိတ်တွေစီကနေဘယ်တော့မှစုခွာမတော်တင်ဘူးဆိုပြီးဂျိုးပါနေကပြောပါတယ်